မြန်မာနိုင်ငံကိုရက်ခံထူရှားခဲ့တဲ့မာလင်းငွေကြီးဟာဂျိုပန်ဆရာပြည်စည်းမှုတွေဖြစ်ခဲ့ရတာမှာကကျွန်တော်တို့ရဲ့လူမှုစီးပွားဘဝတွေဒေဝပူဆောင်ရေးတွေစိုင်းအင်းတွေဆက်ပြီးဒီကိုဖြစ်စီထက်တော့ခဲ့ပါတယ်။အသက်တွေဆုံးရှုံးခဲ့ရပြီးငွေဘေးပြင်ပြည်သူတွေဟာနေရက်တွေရရင်ရှေ့ပြောင်းခဲ့ရပါတယ်။ပြည်သူတွေရဲ့စိတ်သက်ကောင်းအောင်ကိုလည်းထိခိုက်စေခဲ့တယ်လို့ကျွန်တော်တို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်မှာလည်းရက်ခတ်မှုတွေအထိုက်အလျောက်ရှိခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်တို့အခု ျွန်တော်ဟာအဲရရှိလာတဲ့အမှန်တရားတစ်ခုနဲ့လို့ထားတာကတည်းကဖြစ်ပါတယ်။အဲဒီအမှန်တရားကတော့မြန်မာလူမျိုးတွေရဲ့ပြင်းပြတဲ့စိတ်တန်နဲ့သူစီရင်းညွှန်းမှုဟာဘယ်လည်းကျအကျိုးပဲပြည့်စုံတော့မှုမရှိဘူး။ကျန်တဲ့ခါပြီးရင်းဆိုင်တို့တော့တောင်းနိုင်မယ်ဆိုတာပဲဖြစ်တယ်လို့ကျွန်တော်အခိုင်အမာပြောချင်ပါတယ်။ကျွန်တော်ရဲ့ဒီလိုပြောဆိုမှုဟာပြည်သူစင်ခြေတံကိုတစ်ခုနဲ့တမကပဲဒါနဲ့မြေမို့တစ်ခုတည်းအုံပြင်ခြာကြီးဖြစ်တယ်လို့လည်းကျွန်တော်ပြောချင်ပါတယ်။ မြန်မာလူမျိုးများ၏ပြင်းပြသောစိတ်ဓာတ်သည်ငလျင်ကြောင့်ကျိုးပဲ့ပျက်စီးသွားမှုမရှိဟု NASA ကဥက္ကဋ္ဌပြောမြန်မာလူမျိုးများ၏ပြင်းပြသောစိတ်ဓာတ်သည်ငလျင်ကြောင့်ကျိုးပဲ့ပျက်စီးသွားမှုမရှိဟု NASA ကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်မှ ယနေ့မေ30ရက်နေ့နေ့ပိုင်းကနေပြည်တော်၌ကျင်းပသည့်ငလင်ပေးအလုံးမြမစည်းပွားရေးပြည်လဲကူစားခြင်းနှင့်ပြည်လဲထူထောင်ခြင်းသုံးသက်ဆွေးနွေးပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည့်ထို့ပြင်မန္တလေးငလင်ကြီးသည်ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုများဖြစ်ခဲ့ရုံများမကမိမိတို့၏လူမှုစည်းပွားဘဝများတည်ယူပို့ဆောင်ရေးများစွန့်အင်များဆက်သွယ်ရေးများကိုပါဖြတ်တောက်ခဲ့ခြင်းအသက်တွေဆုံးရှုံးခဲ့ရပြီးငလင်ပေးတဲ့သူများသည် နေရများယာယီရွှေပြောင်းခဲ့ရခြင်းမိမိတို့၏ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်တွင်လည်းရိုက်ခတ်မှုများအထိုက်အလျောက်ရှိခဲ့သည်ဟုပြောသည်ဒါပေမဲ့အခုကျွန်တော်တို့ဟာအင်အားရှိလာတဲ့အမှန်တရားတစ်ခုနဲ့နိုးထလာခဲ့ကြပါပြီအဲ့ဒီအမှန်တရားကတော့မြန်မာလူမျိုးတွေရဲ့ပြင်းပြတဲ့စိတ်ဓာတ်ဟာငလျင်ကြောက်ကြိုးပဲ့ပျက်စီးသွားမှုမရှိဘူးဆိုတာပဲဖြစ်ပါတယ်ဟုနာဆကဥက္ကဋ္ဌကပြောသည်ထို့ပြင်မြန်မာနိုင်ငံ၏ငလျင်ဘေးအလွန်စီးပွားရေးပြန်လည်ကုစားရာတွင်စူပေါင်းရှုမြင်မှုများနဲ့အတူဆောင်ရွက်တင်သည့်မဟာပြူဟာမြောက်မန္တန်ကြီး၃ရက်ရှိပြီး ပထမမန်တိုင်းမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီပေးမှုများနဲ့လူမှုကာကွယ်ရေးဒုတိယမန်တိုင်းမှာအခြေခံအဆောက်အအုံများပြန်လည်တည်ဆောက်ရေးနှင့်စီးပွားရေးပြန်လည်ရှင်တန်ခြင်းတတိယမန်တိုင်းမှာကြံ့ကြံ့ခံပြီးခြုံငုံမှုရှိသည့်ပြုပြင်ပြောင်းလဲမှုများပင်ဖြစ်သည်ဟုနာဆာကဥက္ကဋ္ဌကပြောကြားခဲ့သည်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ဒီနေ့ချိန်မှာပြုလုပ်တဲ့ငွေပေးလုံမြန်မာစီးပွားရေးပြန်လည်ကူစားခြင်းနဲ့ပြန်လည်ထူထောင်ခြင်းသွန်တပ်ပွဲသွန်တဆင်ပွဲခန်းတော်တက်ရောက်လာတဲ့မြန်မာတော်ကတာဝန်ရှိပုဂ္ဂိုလ်များ ဒီနေ့ဖူရံဝင်ချင်းပါကုသချင်းပါလေမြမပုံရေးဖွံ့ဖြိုးရေးဖွဲ့မြမ narrative တင်းတန်းတဲ့မြမနိုင်ငံကုန်တယ်ဗန်းနဲ့ဆက်မှုလုပ်ငန်းရှင်မအတင်းကျုပ် MSCCI အားမှာပုံထားတဲ့အောင်ရှိသူများနိုင်ငံမှာများနိုင်ငံရေးပါတီများရဲ့ရပ်ဘက်ဖွဲ့စည်းတွေကကုသရံများစီပွားရေးတွေလည်းရှင်းနေတယ်တင်းပေါ်များကတော့ရှိသေးပါတရားလာတဲ့များအားလုံးနိုင်ငံပါလို့ဦးစွာနှုတ်ဆက်တာလည်းရပါလေဒီနေ့ဖူရံကြီးကိုမြမ Managing Engineer ကြီးကြောင့်ဖြစ်ခဲ့ပျက်စီး ခဲ့ရတဲ့စီးပွားလုပ်ငန်းများပြောင်းလဲထူထောင်အားကောင်းလာစေဖို့ကြေးဘေးလွန်ကာလမှာဖြစ်ပေါ်လာမဲ့ပြည်သူပြည်ပါစေဖွယ်စီးပွားရေးအတင်များနိုင်ငံစီးပွားရေးပုံမှုကောင်းမွန်လာစေမယ့်ခွန်အားများတဲ့ကျုံတွေ့ရနိုင်တဲ့စင်ကုန်မှုတွေကိုသိရှိနိုင်စေဖို့လေမြန်မာနိုင်ငံရဲ့ပထဝီနိုင်ငံရဲ့အချင်းအခင်းကျင်းတဲ့ပထဝီစီးပွားရေးအခွင့်အလမ်းတွေကိုသိရှိအသုံးချပြီးဒီထက်ကထုတ်ပေးစည်းတွေကိုဈေးကွက်ချဲ့ထွင်နိုင်တဲ့စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်းအမှုစီမြင့်တဲ့နိုင်ငံစီးပွားရေးရွေးချယ်သွားတဲ့ကျင်းပါတာပဲဖြစ်ပါတယ် ကျွန်တော်နိုင်ငံမှာ research ကြီးခလတော့ခုနှစ်အဆင့်ရှိတဲ့အရာပြည့်တဲ့ငလင်မလေးကလေးဖြောက်ခဲ့တာဒီခုဆိုရင်ဒါလားပြည့်ခဲ့ပြီးဖြစ်ပါတယ်။မလေးငရင်ကြီးကြောင့်ကေဆုပ်သူ3939ဦးတိကနေရသူ9104ဦးနဲ့ပျောက်ဆုပ်သူ68ဦးရှိခဲ့ပါတယ်။မလေးငရင်ကြီးဒုက္ခပြီးပြီးချင်းပါပဲတိစစ်စစ်ကြုံမှုဘာမှအနာများပြားလာဘူးတွေ့ရှိရတဲ့ပြည့်ကျွန်တော်အနေနဲ့ချက်ချင်းပဲဆိုသလိုကယ်ဆင်းတဲ့ဂူကြီးထောက်ပဲတော်ကနေမှာဒီနေ့ဒီပါကဂူကြီးတွေပြည့်ရနိုင်ဖို့တဲ့ဖိတ်ခေါ်ကြားရခဲ့ပါတယ်။ အရာကြောင့်လည်းနာပါ27နိုင်တာကကေဆေးပစ္စည်းတန်ချိသုံးတော့တရာ၉တန်းမှ၃၁ရရှိခဲ့ပြီးကေဆေးဝန်ထမ်းမှာ၁၀၈၀ဦးကျန်းမာရေးဆောင်ရွက်ပြည်ရရှိတဲ့ဆံဝန်များ၂၈၉ဦးလာရောက်ပြီးတော့ကေဆေးလုပ်ငန်းတွေလုပ်ဆောင်ပေးခဲ့ကြပါတယ်။ဗီဒီယိုပြချိန်ပါလေနိုင်ငံပေါင်း26နိုင်ငံကကေဆေးဝန်ထမ်းများနဲ့ကုညီတွေဟာရေကြောင်းရေကြောင်းနဲ့ကုန်လမ်းခေးတဲ့အဆင့်ရောက်ရှိလာကြပါတယ်။အဲဒီတွင်မာလီငလျင်ကြီးကေဆေးလုပ်ငန်းတွေမှာကုညီခဲ့ရတဲ့နိုင်ငံတွေကအစိုးရများနဲ့အဖွဲ့အစည်းများဒီဒီပါအထူးရှင်းတဲ့ကေဆေးဝန်ထမ်းများအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါကြောင်းနိုင်ငံတော်ဆွေးနွေးပြီးပြည်ပြည်မှကိုစားပြောချလိုပါတယ်။အားလုံးသိရတဲ့အတိုင်းမာလီငလင်ကြီးကြောင့်ကျွန်တော်တို့နိုင်ငံရဲ့လူမှုစီးပွားပြည်စုံရှုံမှုတွေကအလုံးမဲ့ကြီးမားခဲ့ပါတယ်။ကြက်ချက်ထားမှုရဝေကျ3600ပါတဲ့ဆက်ကူဒီကမှာနှစ်ရက်ရှိဒေလန်ရှိခဲ့ပြီးတန်တဆွေးလုပ်ငန်းတွေကိုအခြေခံနဲ့ကျွန်တော်တို့အားလုံးဆောင်နေပြီလည်းဖြစ်ပါတယ်။ဆိုတော့ကဘာဘာကြက်ချက်မှုတွေလည်းလည်းပါဆောင်ပြီးရှိပါတယ်။ဒါကတော့ကျွန်တော်တို့စပြီးတော့ဒီဆောင်တဲ့အချိန်မှာကုန်ကျတဲ့ဈေးတွေကိုကျွန်တော်ကတ်ထားခြင်းဖြစ်ပါတယ်။ ြောလာကြတဲ့ခင်းတယ်လို့ဒါခင်ဗျာဒီကြီးမရဲ့ဖူရာဟာမာရင်ငွေကြီးတော့ပြည်စီဆုံးဖြစ်ရတဲ့ဒီမှာစီးပွားရေးကိုပြန်လဲကုဘယ်လိုကုစားမလဲဘယ်လိုပြန်လဲရှင်းချမလဲအဲ့ဒီပြန်လဲကုစားပြန်လဲဖူရာမှုတွေကလည်းစီဘယ်လိုခွန်ရည်ရှိလာတယ်ဆိုတာကိုဒီမှုစီးပွားရေးအမြင်ရှုတော့နေပြည်တွင်းနဲ့နိုင်ငံတကာပညာရှင်တွေတုံ့တန်မှုတွေတပ်မရှိတဲ့ဌာနတွေစီးပွားရေးပဲတိတိကအကြံပြုချက်တွေကိုလည်းစူးစီးသွေးနွေးကြပါလေဖြစ်ပါမယ်မရလိရင်တော့ဘေးကြီးကကျွန်တော်တို့မြန်မာနိုင်ငံသားတွေ ဘတော့ကြက်ကြက်ခံနိုင်ရင်ရှိကြတယ်ကျတို့တွေအခြေခံအဆောက်အဦတွေဘတော့ခံကြတယ်ကျတို့တွေအဖွဲ့အစည်းတွေဘတော့အားကောင်းတယ်ဆိုတာကိုစမ်းသပ်ရတာလည်းဖြစ်ပါတယ်ဒါမှမဟုတ်ဒီဒီကနေဒီကနေကျတို့ဒီနေရာကိုစူဝေးလောက်ရှိဓာတ်ကားတော့ကျတို့ဘတော့ဆုံးရှုံးခဲ့ရတယ်ဆိုတာတက်ချက်ပေါ်ပြဝန်နဲ့နေကြဖို့တဲ့မြေရံရဲကဇာမင်းကလို့ကျတို့ဘယ်လိုပြန်လဲလို့ထာရုံးကန်ရှင်တန်ကြမလဲဘယ်လိုပြန်လဲတိဆောက်ကြမလဲအဲ့ဒီတဲ့အရေးကြီးတာကဘလို့ပူပြီးကောင်းအောင်တိဆောက်ကြမလဲဆိုတာတွေပေါ့ နိုင်ငံချစ်စိတ်အခြေခံပြီးစဉ်ညွတ်ညွတ်ရင်းနှီးစွာနဲ့ဆွေးနွေးတိုင်ပင်ကြဖို့ဖြစ်တယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်မြန်မာနိုင်ငံကိုရက်ခါလှူရှာခဲ့တဲ့မန္တလေးငြိမ်းချမ်းဟာယူပန်းစာပြည့်စုံမှုတွေဖြစ်ခဲ့တဲ့နာမကကျွန်တော်တို့ရဲ့ဒုမစီဝါပွားတွေဒေဝပူဆောင်ရေးတွေစာရေးတွေစံပယ်ရေးတွေကိုဖြစ်စီဖြတ်တော့ခဲ့ပါတယ်ဗတ်တည်းဆုံးရှုံးခဲ့ရပြီးဒီလေဘေးပြင်ပြည်သူတွေဟာနေရက်တွေရာရီဖြေတော့ခဲ့ရပါတယ်ပြည်သူတွေရဲ့စိတ်ဓာတ်ခွန်အားကိုလည်းထိခိုက်စေခဲ့တယ်လို့ကျွန်တော်တို့ရဲ့ခုန်ထုတ်တိုးတက်မှုလမ်းကြောင်းပေါ်မှာလည်းရဲခန့်မှုတွေ အထက်ကြောင့်ရှိခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်တို့အခုကျွန်တော်တို့ဟာအင်းရရှိလာတဲ့အမှန်တရားတစ်ခုနဲ့လို့ထားလာခဲ့ကြပြီဖြစ်ပါတယ်။အဲဒီအမှန်တရားကတော့မြန်မာလူမျိုးတွေရဲ့ပြည်ပတဲ့စိတ်တည်းစူးစိညင်းမှုဟာဗလျင်ကျအကျိုးပဲတည်ဆီကောင်းမှုမရှိဘူး။ကျန်တဲ့ခါကြီးရင်းစံကြော်တာတောင်းတမယ်ဆိုတာပဲဖြစ်တယ်လို့ကျွန်တော်အခိုင်အမာပြောချင်ပါတယ်။ကျွန်တော်ရဲ့အခုစူးစိပြောဆိုမှုဟာပြုလို့စင်စဉ်းစားမှုတစ်ခုနဲ့တမကပဲလက်နဲ့မြေမှုတစ်ခုပဲအုံပြင်ခြာချင်းဖြစ်တယ်လို့လည်းကျွန်တော်ပြောချင်ပါတယ်။မြန်မာနိုင်ငံရဲ့ဂရီဘေးတော်စီးပွားရေးပြည်လေးပူဇော်ကြရမှာ ကျွန်တော်တို့ရဲ့ချူပေါင်းရှိမြင်မှုတွေနဲ့အတူစာဝတ်တဲ့မဟာပြရာပြောင်းမန္တန်ကြီးတို့ရဲ့ကိုကျွန်တော်တုံးသက်ပြောလိုပါပဲ။အဲဒီတုံးသက်တုံးရတာတော့ဘရော့မာလေးကလူသားချင်းစာနာပေါင်းထမ်းမှုဆရာကူညီမှုများနဲ့လူမှုကာကွယ်ရေး Humanitarian Relief and Social Protection ဒုတိယပိုင်းကအခြေခံဆောင်ရွက်များပြန်လေးတည်ဆောက်ရေးနဲ့စီးပွားရေးပြန်လည်ရှင်တန်ခြင်း Reconstruction Reconstruction and Economic Review Revival နဲ့တရားမှန်ရကကြံ့ကြံ့ခံပြီးခြုံငုံမှုရှိတဲ့ပြည်မြောင်းရဲမှုများ Reform Echo and reliance and inclusivity စရပဲဖြစ်ပါတယ်။ဘရောတို့မာနေတဲ့လူသားချင်းစာနာပေါထမှုဆိုင်ရာကူညီပေးမှုတွေနဲ့ဒီမှာပဲရေးတဲ့တဘာငလေးတဘာဝဘေးအန္တရာယ်ဖြစ်ပါပြီတဲ့နော်။ကျွန်တော်တို့ရဲ့ဦးစားပေးမှုဟာရွေးချယ်ပြီးအစိုးရလိုမဲ့ပေးစာပြတဲ့အသက်တွေကိုကယ်တင်ဖို့နဲ့လူမှုတိုင်းမှာတည်ငြိမ်မှုရရှိစေဖို့ကျွန်တော်စားနေလို့ဆောင်ပေးရပါမယ်။အစိုးရဖွဲ့စည်းပြီးဒေတာဆိုင်ရာအာဏာပါတွေရပ်ဖွဲ့ဖွဲ့စည်းတွေနဲ့နိုင်ငံတကာမိဘဖွဲ့စည်းတွေကြားမှာတိကျတင်ရှာတဲ့ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ လူသားချင်းဆိုင်ရာပေါ်တော့ပူညီတွေချေချေပြည့်ပြည့်ရရှိအောင်ဆောင်ရွက်ခဲ့ပြီးဆက်လက်ဆောင်ရွက်ရရှိတာပဲဖြစ်ပါတယ်အခုဆောင်ရွက်နေတာဒီပုံမှန်လေးပုံမထည့်အောင်အရှင်မြစ်တွေဆောင်ရွက်တာကြောင့်ပုံနဲ့လိုအပ်ပါတယ်မလီချေကြလူပေါင်း၆သိန်းကျော်ပုံမှန်ဓာတ်ရအကျိုးသက်မှုရှိခဲ့ပြီးလူထောင်မှမှတော့ဦးအင်ရှူပြောင်းပေးရတာရှိပါတယ်နေဘေးကြီးမှာတော့ခန်းစားလိုက်တဲ့ဒေသတွေမှာဘယ်ရင်ဆုပ်ပြီး82နှစ်အရွယ်တွင်အရေးပေါ်ဒီနေ့ဒီလိုဒီဆုံးပြီးကြပါတယ်။တန်ရှင်းတဲ့ကြီးအစားအသောက်နဲ့စီးပွားတွေကိုလည်းပတ်ဖို့ကူညီပေးနိုင်ခဲ့ပါတယ်။ ။ရမိုင်းဆောင်ချမှုတွေနဲ့မရင်းကျပစ္စည်းခဲ့တဲ့ဒေသတွေမှာရှေ့ပြောင်းစည်းလိုတဲ့စီကံပြီးဖွင့်နေနိုင်ခဲ့ပြီးမြန်လီဘေးဒီပြည်သူတွေကိုအရေးပေါ်ရမိုင်းဆောင်ချောက်ပေးနိုင်ခဲ့ပါတယ်။ဒီမိုတာဝန်ကြားထဲမှာသူတို့နဲ့ခိုင်းနိုင်ခဲ့တယ်။တချို့ရိုးတွေနဲ့အသက်ပေးကဒါပေမဲ့ဓာတ်မှုတွေရဲ့စိတ်ကြီးကခံစားမှုတွေတဲ့လေစေပိုင်းဆိုင်ရာအပိကူညီမှုတွေကိုပါလေထက်သေးဆောင်ရွက်ခဲ့ပါတယ်။ဒါပေမဲ့ဒုတိယစာရာဖာနဲ့ဘူကူညီဆိုတာကတော့တက်တာတော့ရုံနဲ့ရတဲ့ပြည်လို့မရပါဘူး။ အဲ့ဒီကူညီတွေကိုလူမှုကာကွယ်ရေးစနစ်တူတွေကိုပူးပေါင်းပြရပါလေဖြစ်ပါလေ။အဲဒါကြောင့်တို့ကရာရင်နေတွေကလည်းဗလင်တန်ခံရတဲ့အမြဲတမ်းနေတွေကိုစောက်လို့ပေးတာတွေ၊နေရာချေတော့နေထိုင်ခဲ့ရတဲ့တရီတင်တွေကိုဂျိုဂျိုဆေးချရတဲ့ကြောင်းများတဲ့စာတင်ကားတွေပါတယောက်တရားနိုင်စေဖို့ဆောင်ပေးတာတွေနဲ့ပြပငွေဆုံးချုပ်ခဲ့ရတဲ့မိသားစုတွေနဲ့အရေးပေါ်တဲ့မူဝါကြောင့်ထောက်ပါငွေပေးပါဖို့ရှိပေးတာကိုလည်းဆောင်ပေးတဲ့ရှိနေပါလား။ဒါလူမှုကာကွယ်ပေးမှုအစီအစဉ်ရဲ့အစိပ်အပိုင်းလို့လည်းပြောနိုင်ပါလေ။ဒါကြောင့်ကျွန်တော်တို့ရဲ့ပထမမန်တဲ့အာပြည်သူအရေးဦးစား ပြီးဆောင်ရွက်ပေးနေတာဖြစ်တယ်လို့လည်းပြောလိုပါတယ်။ကျွန်ရပါတယ်ချင်းအချိန်ကဆောင်ရွက်ပြန်နေတဲ့ဆောင်ခြင်းနဲ့စီးပွားရေးတန်းရှင်းတန်းစီဖို့ကိုဆောင်ရွက်နေပါတယ်။ဒရင်းနဲ့ဖြစ်ပေါ်လာခဲ့တဲ့စီးပွားရေးကဏ္ဍအထူးကဆက်ဆံမှုတွေဟာအားအသေးအောင်ပဲကြီးမာပါတယ်။လမ်းတွေကစိုးစိုးဝါးပျက်စီးခဲ့ပြီးတရားတွေတွေ့ကြခဲ့ပါတယ်။ MSC ကဒေသရေးဆက်ဆံမှုတွေကိုစီးပွားရေးကဏ္ဍကြီးကြီးချိခဲ့ပျက်စီးခဲ့ရပါတယ်။ဒါပေမဲ့အကြက်တဲ့တွေမှာအခွင့်အရေးတွေဆိုတာလေရှိနေတတ်တယ်ဆိုတာကျွန်တော်တို့တတိပြောမှာလည်းဖြစ်ပါတယ်။အခုချိန်ဟာ ဘယ်နဲ့တိဆောင်ကိုတက်တဲ့ကာလမဟုတ်တော့ပါဘူးပူပြီးကောင်းမွန်တဲ့ပူပြီးစိမ်းမ်းတဲ့လူမှုပတ်ဝန်းကျင်တွေကိုလည်းပြန်လည်တိဆောင်တယ်မခွန်းတယ်ရှိနေတာဖြစ်ပါတယ်ကျွန်တော်တို့ကတက်တဲ့ခါနဲ့အချိန်ကာလဆောင်ကိုပြန်လည်တိဆောင်ရင်းနဲ့အလို့သားအဆင့်အစီအစဉ်မှာဆက်တည်ကြတဲ့လုံဆောင်သွားကြပါမယ်အဲ့ဒီအစီအစဉ်ထဲမှာဒီနေ့ရန်ကုန်ဝင်ရေးအစိုးရရဲ့ပူပြီးကားတွေရဲ့မိဖက်ဆောင်မှုတွေ public private partnership နဲ့နိုင်ငံကကူညီကိုထည့်သွင်းပါဝင်စီပြီးဒီကကြတဲ့နေပြည်တော်၅ခုမှာပြည်내ရှင်ဝင်တွေဦးစားပေးလို့ဆောင်တင်ပါတယ်။အဲ့ဒီဒီပေတွေကတော့ လမ်းမဆက်သေးကျက်စစ်ဆိုင်ဆက်ပြီးတယ်လီဖုန်းဆက်သေးလားများပြည်သူပဲအဆောက်အဦတွေဖြစ်ပါတယ်လမ်းမဆက်သေးတဲ့လမ်းတွေတရားတွေဒီကိုနေတန်းခံနေတဲ့ဒဇင်းကပြန်နေတိဆောက်သွားကြပါလေဖြစ်ပါတယ်ကျက်စစ်ဆိုင်လည်းပဲပါဒီအောင်ကြီးဆိုင်နဲ့ဟာဘရစ်မီဒီဂရိတ်တွေကိုကြီးတဲ့ဒေသတွေမှာအရှိန်ပြည့်အကောင်အထည်ပေါ်ထားကြပါဖြစ်ပါတယ်ဆက်ပြူတွေပါမှာတောင်ကျူတွေတွေ့ရမြို့ပေါင်းမြို့တပ်မြို့စီတန်းတဲ့ဆက်ပြူဒီရေများဒါဆိုများထောက်ပါပေးခြင်းနဲ့လေယာအမကစိတ်မျိုးတွေဆောင်ရွက်တက်ပါတယ် ငွေလေးပေးတင်ထားတဲ့ဒေတာတွေမှာဒီချက်နဲ့ချိတ်ဆက်မှုတွေတိုးချက်လုံးဆောင်ပေးကြမှာဖြစ်ပါတယ်။ဒီတော့အကြောင်းလေးဆေးရုံနဲ့အစိုးရရုံးတွေကိုလည်းအရင်တန်းခံရတဲ့အဆောင်တွေဖြစ်အောင်တပ်မဆိုင်ရေးဆိုင်ရုံးနဲ့အညီတရားရင်တိစုပ်ပေးကြမှာဖြစ်ပါတယ်။အခြေခံဆောင်တွေပြည်တိစုပ်ရှင်းတဲ့တူကျွန်တော်တို့ကမြန်မာစီးပွားရေးရဲ့ကျိုးလို့ပမာဖြစ်နေတဲ့အသေးစားအငယ်စားအလားစားလုပ်ငန်း MSME တွေပြန်လည်ရှင်းတောင်းအောင်လဲအလုံးဆိုင်လုပ်ကြမှာလည်းဖြစ်ပါတယ်။ဘူကြီးဆောင်မှုတွေဘတ်တုံးနဲ့တတားရေးချိန်ကိုလည်းဒီချက်တွေရည်ရည်တင်တဲ့ပြည်သူတွေလည်းလုပ်ဆောင်ပြီး MSME ရဲ့ကိုလိုဆောင်မှုတွေပြန်လည်ရှင်းတောင်းလာအောင် စောင့်ပေးရပါမယ်။အဲဒီစောင့်ပေးနိုင်ရင်ခြေဘက်ပြတဲ့ဥမုံလာပြီးဆင်းရဲမှုကိုရှင်းချနိုင်ပြီးတော့မှလောက်ကန်ခွန်သားတွေလည်းခံရတာတွေမှာလည်းဖြစ်ပါတယ်။ကျွန်တော်တို့ကငွေပေးပြန်ထူထိုင်းလုပ်ငန်းတွေကလည်းဆင်းရင်းနှီးနှုတ်တာတွေရဲ့ယုံကြည်မှုကိုပြတဲ့တိဆောက်နိုင်မယ်လို့လည်းပြောနေပါတယ်။မြန်မာနိုင်ငံအနေနဲ့နိုင်ငံကရင်းနှီးနှုတ်မှုတွေပြတဲ့ထူထိုင်းဖိုရယ်ကိုပွဲလို့ချိန်ပါခြင်းဖြင့်စောင့်ရနိုင်ပါမယ်။အဲဒီဖိုရယ်မှာပြတဲ့ထူထိုင်းဆို recovery zone ကိုတက်မှခုခုချင်းလူတက္ကနာရှိတဲ့တက်တာပဲမန်လုံးပေးခြင်းနဲ့ ESG focus regulation တို့ခေါ်တဲ့ဘာဝင်ရထိန်းသိမ်းရေးဒီမှုဘာဝင်ရဖွံ့ဖြိုးရေးနဲ့အုပ်ချုပ်မှုကောင်းမွန်ရေးအခြေခံနဲ့လုံလုံလုံလေးတွေပေါ်ပေါက်ပြီးရင်းနှီးမြှုပ်နှံမှုတွေကိုလည်းဆွတ်ဆောင်နိုင်မယ်လို့လည်းယူဆပါတယ်။တဲ့မှာနိုင်ငံတွေကတော့ပြည်ဝင်ပြောင်းလဲမှုနဲ့ကမ္ဘာလုံးဆိုင်ရာဘေးဖက်ပြေး reform and global partnership စီအစီအစဉ်တွေပဲဖြစ်ပါတယ်။ဒါနဲ့ထူထောင်ရေးလို့ဆိုလိုက်လို့ရှိရင်ဂျူပိုင်းဆိုင်ရာတဲ့ကြော်လုံပြီးအထိပ္ပယ်တက်မှုရှိတယ်လို့ပြောမှာလည်းဖြစ်ပါတယ်။ဒါနဲ့ထူထောင်ရေးဟာပြည်ပြောင်းလဲခြင်းနဲ့အတိတ်ပင်နဲ့ဒီစာချွေးတဲ့လုပ်ငန်းတွေလို့ခြေခြေပြပြစစဆောင်ရွက်ကြမှာဖြစ်ပါတယ်။ ဒီမှာတွေကပုံပုံတောက်တင်းခိုင်ပါတဲ့အခြေခံအုတ်မြစ်တစ်ခုကိုအမျိုးမျိုးရှိတဲ့မူဝါဒတွေအားကောင်းတဲ့အဖွဲ့အစည်းတွေနဲ့အခြေခံတည်ပြီးဒီဆောက်ချမှတ်တာပြရမယ်မော်ဒယ်လေးဖြစ်ပါတယ်။အဲဒီဆိုရင်ကျွန်တော်တို့ဟာရည်ရှိချင်းကမှုတော့ရဘူးလို့ဆောင်တင်ပါတယ်။အဲဒါကတော့ငလျင်ပါဝင်တဘာဝဘေးအန္တရာယ်အတိတ်ပြင်ဆင်ထားရှိမှုဝိကြီးဘာနာရတာဝန်ယူမှုတာဝန်ခံမှုနဲ့အားလုံးခြုံငုံတဲ့ပုံပုံတွေတဲ့မူကြပဲဖြစ်ပါတယ်။တဘာဝဘေးအန္တရာယ်အတိတ်ပြင်ဆင်ထားရှိမှုကိုချင်းကလို့ဆောင်ရမှာကျွန်တော်တို့ဟာတဘာဝဘေးအန္တရာယ်မြန်မာမှုရှိနေတဲ့ နေရာပြအမျိုးသားအဆင့်ဒီဘုံတစ်ခုနောက်ဆုံးအချက်လေးပဲနဲ့လူရေးဆွဲပြီးအခြေခံဆောင်ရွက်တင်ပါလေသောတိသာရှင်ပြစနေတာတက်စင်ကြရပါမယ်ကဲစင်းဆိုင်ရာလုပ်ငန်းစဉ်အစစ်အစစ်ကိုလည်းခေတ္တဒီတရားလက်ပေါက်ဆက်ပြီးပြန်လေရေးဆွဲသားကြဖို့လိုအပ်ပါတယ်ဘာလိုက်ဆိုင်ရာတော်ဝင်မှုတာဝန်ခံမှုဆရာဆိုပါမယ်ကျွန်တော်တို့ကပြည်သူ့ရန်ကုန်ကမြခုတ်ပြီးတုံ့ဆက်မှုကိုထင်တာမြေတာရှိစေရပါမယ်ဒီလိုအလေးမင်းမရှိသေးတဲ့တွေးတဲ့ဈေးကိုလည်းအမြဲတမ်းကြက်မဆီရှုမဲ့ရန်ရံတွေဖွဲ့စည်းဆောင်ကြပါလိမ့်ဖြစ်ပါတယ်အဲဒီအခြေခံမှုဖြစ်တဲ့အားလုံးချုပ်ပုံပါမှုနဲ့ဖူးတဲ့မှုဆိုတာ မျိုးသမီးတွေဒိုင်ရိုက်တာညီကိုပေါင်းနှမတွေနဲ့ပြူတူအားလုံးချုံကိုပေါင်းဝင်စေတဲ့ကွန်မြူနတီဘုတ်ကိုခေါ်ဆောင်ရတဲ့ဖြစ်ပါတယ်။ကြောက်ရတဲ့အဲ့ဒါတော့နားခဏကျွန်တော်တို့ရဲ့တယ်လီဖုန်းရေးအစီအစဉ်တွေကိုဆောင်ရတဲ့အခါမှာနိုင်ငံတကာနဲ့ဒေသဆိုင်မိဖက်များနဲ့တူဇမင်းဆောင်တာချဖို့လည်းလိုအပ်ပါတယ်။အာဆီယံနဲ့ဒေသပြည်နိုင်ငံများအင်းကြီးနိုင်ငံများဒေသနဲ့နိုင်ငံတကာအဖွဲ့အစည်းများနဲ့တူဒီပြည်ထောင်စုတွင်တွေကိုလည်းကာလလူကာလလာကာလရှိစီမဆောင်တာချဖို့လိုရဲဆိုတာလည်းတုံ့ပြန်ပြောကြလိုပါတယ်။ပယ်နတီးတိစားခင်းဆိုတာ က်စီတွေအစားအုံတွေပြန်လဲပြင်စီလားစီပွဲဆုံးရှုံးမှုတွေကိုပြန်လဲနေနာတူအောင်လူ့လူသားဓမ္မကပဲအနာကမှာလုံခြုံအားကားခံမှုရှိတဲ့နိုင်ငံတကာကိုဖာမီဒီဆောင်ချင်လဲဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်အဲ့ဒီနိုင်ငံမှာအခြေခံအစားအုံတွေကတက်တက်ခံပြီးခံလဲပြီးအုပ်ချုပ်မှုမှာတာဝန်ခံမှုတာဝန်ယူမှုရှိတဲ့မြန်မာနိုင်ငံကဘုံဘုံတွေတဲ့အခြေခံကောင်းတွေရှိနေရမှာလဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့စီစီမှာပါဝင်ချဖို့တဲ့ကျွန်တော်တို့ရဲ့ဒေတာတွေနဲ့နိုင်ငံကမိဖက်တွေအနေနဲ့ကျွန်တော်တို့ကိုထောက်ကအားပေးရမှာပါပဲအမြင့်မြန်မာနိုင်ငံ Education of မြန်မာအတွက် တို့တို့နဲ့အတူရင်းနှီးမြှုပ်နှံပေးကြဖို့လည်းဖိတ်ခေါ်လိုပါတယ်။အဲဒီနောက်ကမြန်မာနိုင်ငံကိုပုံမစည်းလို့ညှို့တဲ့ပုံမချုံငယ်ပါဝင်ကြတဲ့ပြီးတော့အနာဂတ်ကိုအသိချင်းမှုနေမှုကိုပုံမခိုင်မာနေတဲ့နိုင်ငံတကာအဖြစ်ကျွန်တော်တို့ပုံပုံတိဆောက်ချင်ပါတယ်။ဒီစားပေါ်တယ်လိုရပါတယ်။ကျွန်တော်ပြည်သူတွေနေတဲ့ကလေးပဲကေစေးဒီဒီမှာပြတ်တာခဲ့ကြတဲ့ပြည်သူတွေရဲ့ရင်းစားတတ်တဲ့စီလုံးညညမနဲ့ဇဲလုံးလာတွေဟာကျွန်တော်တို့နိုင်ငံအတွက်အကြီးအမားဆုံးသောအမျိုးသားအရင်းအမြစ်တွေဖြစ်တယ်လို့ကျွန်တော်ဂုံပြုပြောကြလိုပါတယ် ကျွန်တော်နိုင်ငံကိုပြန်လဲထိုးထောင်ရမယ်ခင်းရှိမှာကျွန်တော်ရဲ့ပြည်သူတွေဟာကျွန်တော်ကိုဥဆောင်ခေါ်သွားမယ်ကျွန်တော်ရုံကြည်မှုအရင်းတွေခေတ္တပါလို့လည်းစဉ်းစားပြောလိုပါတယ်ဒီလိုပြည်သူတွေနေနဲ့ဘေးအန္တရာယ်မျိုးမျိုးအခက်အခဲမျိုးမျိုးကြောက်ရတဲ့အချိန်မှာအခုလို we are stronger we are together ဆိုရဲစစ်တပ်ဘက်ကခံရချက်တွေကိုလည်းဆက်လက်မှုပြုပြီးစစ်ချက်ကကြော်တော့ပြေးချဖို့လည်းအထောက်အကူကြောက်လိုပါတယ်ဒီကုန်းချုပ်နေတဲ့အခုလိုဆွေးနွေးပွဲကြီးရတဲ့ဒီဟာဒီမနက်ကရအနာကကိုစပါစာပုံဖော်ရမှာအားကောင်းတဲ့ကောက်ချောင်း ပုံရိပ်တွေဖြစ်အကျိုးကျနိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ဆွေဘဘုတ္တရဆွေရကြတဲ့ပြည်ရင်းဒီပပညာရှင်တွေကိုလည်းကျွန်တော်နေနဲ့အထူးကျေးဇူးတင်ရှိပါတယ်။အဲဒီဆွေဘကရရှိလာတဲ့အတွေ့အမြင်တွေဘုံသူရတွေလက်လာတော်တွေကိုမြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမဟာပြည်ဝချမှတ်ရမှာထက်ထက်တုံ့ပြုနေအောင်ဝန်ကုန်ကြံဆောင်ပေးကြဖို့လည်းအနာဂတ်နိုင်ငံတော်ကြီးကိုပုံမစပါတဲ့ဗဒကတ်ကိုထုံးလင်းတော့အရင်းနာများနဲ့တူဖြည်းဖြည်းပုံပုံတိဆောက်ပေးကြဖို့တရားဥပဒေတိုင်းနဲ့လေးဖို့ဆောက်ရပါလေအားလုံးကျေးဇူးတင်ပါတယ် ပြောရစတဲ့တင်းလေးပြောရပါမယ်။ဆိုတော့ဒီရက်ကအောက်ဆိုင်ကစဉ်းပြီးပြောပါမယ်။ဒါပေမဲ့ဟိုကျွန်တော်လည်းဆွေးနွေးဖို့အကြောင်းအရာလေးခွင့်ရှိလို့ပေါ့။ကျွန်တော်လည်းဒီဆွေးနွေးပွဲလုပ်ဖို့လည်းလာပြီးတင်ပြတယ်ချိန်ပါကျွန်တော်တို့ကိုတင်ပါလေ။ဆွေးပြေတော့ပြောပါ။ပြီးတော့ကျွန်တော်တချို့လေးဖြစ်တဲ့နေရာလေးကျွန်တော်ကိုကြီးလည်းပြောပြပါမယ်။ဒါလေးဒါလေးဖြစ်တယ်နဲ့ဒါလေးဒါလေးလုပ်တယ်နဲ့ဆိုရင်ကျွန်တော်ပြောပြပါမယ်။ကိုယ်ကအရင်ကကိုမရင်တချို့ချက်တွေပါတယ်လို့ကိုကအတန်းရှင်တော်ကြီးတချက်ပါလေတော်ရီတော်ရီတန်းချက်တွေဒါပါလာမှဖြစ်ပါတယ် တူတူပဲဆိုတော့ဗီဒီယိုမှတ်တမ်းကိုပြတဲ့အချိန်မှာလေကျွန်တော်တို့ရဲ့ဒါကြီးကြုံတွေ့ရတဲ့အခြေအနေလေးတွေလည်းကျွန်တော်တို့ဟိုဖြောပတ်ထားတော့လေကျွန်တော်တွေ့ရပါတယ်ဒီကဲမှာကျွန်တော်ဆယ်မိလာပေါ့ဆယ်မိလာကျွန်တော်လေးဆွေးနွေးပြအဲ့ဒီကလေးတိုင်းပါတယ်ဒီတော့ဘာဘေးကနေရတော့ကျွန်တော်တို့ကြုံတွေ့ရတာကျွန်တော်တို့တာဝန်ယူပြီးတဲ့2021ခုနှစ်နောက်ပိုင်းမှာတော့ဒါဘာဘာဘေးရတယ်ဟိုတော့ကျွန်တော်တို့ကဒီဂျာတိလူဖောက်တမ်းမှုကြောင့်ဖြစ်လာတဲ့ဟာမှာကပဲလေဥပမာပြကိုဗစ်လို့အားရည်ကျွန်တော်2021 2020ပါတော့တော်တော်ကြုံရပါအဲ့ဒါဥစားပဲ ဒါတော့ဆက်တခုဆက်တခုနဲ့ကျွန်တော်တို့တာဝန်ယူပြီးတဲ့ချိန်မှာနိုင်ငံသဘောထားကော်ရီဘူဂျာဖြစ်ပေါ်လာတဲ့စစ်ဘူးအကြမ်းဖက်မှုတွေဒါလည်း2017 20နှစ်23ဘူးဒီနေ့ဆောင်ပိုင်းဒီပေါ့ဒါလည်းကျွန်တော်တို့ခက်ခဲခဲကြော်နာခဲ့ရရှိပါတယ်။နောက်ဆိုတော့ဒီတဲ့တဲ့ပစိပကတွေတော့အခုချိန်ကြီးကျွန်တော်တို့ဒီခက်ခဲတွေကြော်နာနေရဆဲတဲ့ဖြစ်ပါတယ်။ဒီချိန်မှာလည်းထပ်ပြီးတော့2023မှာဟလာနိုင်ငံမောင်းနိုင်ငံဒေသနဲ့ဆက်နေပြီးမှရပြီးအခုဘူးအထူးအထင်းထိုင်ရတဲ့တဲ့တော့ခက်ခဲပစိဆုံးရှုံးမှုတွေလည်းကျွန်တော်ကြော်နာခဲ့ရပါတယ်။ဒါကတော့ကျွန်တော်တို့နိုင်ငံမှာခက်ခဲချက်တွေကြီးသားပါ ရုံးကန်နေရတဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့ကျွန်တော်တို့ပြောလို့ပါဒီထဲမှာတစ်ခါထပ်ပြီးတော့ဒီကအဘရက်စ်မာစတာဆက်ရှိနေတဲ့ဖြစ်ပေါ်ခဲ့တဲ့နိုင်ငံလေးရတော့ကျွန်တော်တို့နိုင်ငံမှာအဆိုးပါဆုံးတော့တဘာမဖေးရတယ်ကိုဖြစ်တယ်လို့ပြောပါမယ်အဲ့တော့ခုနဒီရှင်းရှင်းပြကြတဲ့ဒီမှတ်တမ်းတွေပါတယ်နာမည်ကွန်းပါတယ်ပြန်ပြီးဖြစ်တော့ပါပြီးဖြစ်တဲ့ကြဒီကတော့တိတ်ပြီးတော့ဒီစီကျွန်တော်မပြောတော့ပါဘူးတော်လည်းပဲဒီမှာ net ချက်ပေါ့ကျွန်တော်တွေ့ပါတယ်တခြားတော့ဒီမြေလေးနဲ့ပတ်သက်ပြီးဒိုင်းရိုက်ထိခိုက်ခံတဲ့ဒေတာဆိုတာကိုကျွန်တော်တွေ့ပါတယ်ဒါဒိုင်းရိုက်မှုပဲ ့ကျန်တဲ့အဆန်းဒေသဆိုပြီးဒီတစ်ခုကိုဖွဲ့ထားပြီးကျွန်တော်တော့ပြပါမယ်အဲ့တော့ငရင်ဒိုင်အထိကဲကဲဒေသတော့ငါးလေးတိုင်းဒေသကြီးတော့အဆိုးဆုံးပဲနော်စကိုင်းတိုင်းအဆုံးပြတဲ့ဒီဘက်ပါပါတယ်နော်ပကူးတိုင်းပါပါတယ်ရှမ်းပြည်နယ်ပါပါတယ်ဒါငါးလေးတိုင်းဒေသကြီးဟာနိုင်ငံစီးပွားရေးထဲမှာတော့ဒုတိယအကြီးမားဆုံးစီးပွားရေးနေပြီဖြစ်ပါတယ်ဒါကိုပြီးလို့ရှိရင်အဲ့တော့ဒီဒီမှာကျွန်တော်တို့ကကြီးမားတဲ့ကွန်ဖိုးဒမှုတွေရှိနေတဲ့ဒေသဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ကွန်ဖိုးဒမှုထဲမှာအခြေသာ အဲ့ဒါသူပြောရမယ်ချက်ကျွန်တော်တို့ကဗီဇာနေထိုးလို့တာမီးဆုံးသားလို့ဟာမျိုးတွေပေါ့အလားအပါလေးတည်ကြည့်တော့ပေါ့ပေါ့ဒုစရာကြီးကျွန်တော်ရှိပါတယ်ဒီတာမီးကိုဗီဇာမျိုးလို့ဆိုတာဒီစားတော့မှာမဖြစ်ပါသေးဘူးအရေးလိုရပါဘူးအဲ့တော့ပြီးခဲ့တဲ့အနိုင်ထုတ်ပြီးတော့လောက်ကြာမှာကျွန်တော်ဒီဆက်ကိုလုပ်ရပြည့်စုံမှုတွေနဲ့တော့ကျွန်တော်ဒါပြီးတင်ပြပါမယ်ဒီကနေ့ဗီဇာမျိုးဆုံးပြီးပါတယ်ဗီဇာမျိုးဆုံးပြီးအကြံတင်ဖို့လို့ねဟုတ်တော့သူပြန်ပြန်ဒီစားလို့ရှိဗီဇာမျိုးမရှိလို့မရဘူးဒါပြန်မျိုးရှိတယ်ဗျာဗီဇာမျိုးဆုံးပြီးဖြစ်ဖြစ်ပြန်တယ်ဖို့ပဲကျွန်တော်တို့ဒါအစီအစဉ်ပေးလဲပါ ပြောရတဲ့ထက်ထဲပေါ်လေအခုကတော့ဗီလက်ပစ္စည်းတွေရဲ့ဒီဒီညာများထက်ထဲမှုကျွန်တော်တို့ဝက်တက်နဲ့ dry type ရှိတဲ့ခါမှာဝက်တက်ကတော့ပုံစံပုံသာဟောတယ်ပေါ့နော်ဝက်တက်ကတော့ dry type ကတော့ဒီဘက်ပုံစံတင်ပဲပုံမှာတကား capacity မှာထုတ်လို့ရနေစီထုတ်လို့ရ capacity ကဒီမှာနေတာဘယ်လိုမှစီးပွားရေးအတွက်မကြိုက်တာရှိပါအဲ့ဆက်ဦးတော်တော်များများတော့တော့မှတော့ကျွန်တော်ရက်တာဖြစ်ပလာရီနဲ့အများဆုံးတွေ့ပုံတဲ့ဆက်မှုဝင်ကြီးနဲ့ဒီစီးပွားရေးအကြံပေးပုံစံတွေကျွန်တော်ခေါ်ပြောပြီးတော့မှဒါအများဆုံးတွေ့ရလို့ပါဘာလို့ဒီဆောက်ရုံကမှဗီလက်မီလို့မရှိဖြစ်နေတာပါ တိုက်ရှင်လာမထင်မဲ့ရင်ဒရင်တစ်ခုပါတက်လာတယ်ဆိုပြီးလိုက်မြေစည်းကြီးတက်လာတယ်ဆိုဒရင်နဲ့ကျွန်တော်ရပါတယ်အေးလေးကောင်းအောင်ဒီဖြစ်လာတယ်ဆိုပြီးတော့ကျွန်တော်တို့ကျွန်တော်တို့ဒရင်တင်ပြပါအဲ့တော့ချက်ချင်းပြအောင်ဆေးဆေးပြီးတော့မှတစ်ခါတော့ထင်းထင်းမှုတွေလုပ်ပေါ့ကျွန်တော်တို့ဒါလေးထင်းချောက်အောင်ဘုန်းရံတို့ဖြတ်ခဲကြတော့နော်ဒီလိုလုပ်ကြတော့အမှားတော့ကိုကျဆာသေးတယ်တို့ကိုတော့တင်ပါတယ်ကိုကျဆာသေးတယ်ဘုန်းကဘာတို့တော့ပါဒီလိုဖြစ်လာတယ်ကျွန်တော်တွေ့ပါတယ်ဒါကဘုန်းကပြလိုက်ပြီးဆေးဘယ်လိုလဲဒါလည်းပါတယ်ကျွန်တော်တို့ဒီဖုန်းမားတွေကိုပြီးရေးချိပါတယ်ဒီဖုန်းမားတွေပါအိတ်ဆောင်တော့ဒီဖုန်းမားမရှိမိခဲ့တော့ ။အဲဒါကြောင့်နိုင်ငံကနေဆက်တင်တဲ့အချိန်မှာလည်းကျွန်တော်ဒီဖုန်းသားကြီးကူညီပေးဖို့ဘာကျွန်တော်ပြည်ထဲမှာထောက်လုံးမှုတာဒီဖုန်းသားလုံးလုံးမရှိဘူး။အဆင်ပြေအောင်သုံးမယ်ကျွန်တော်ရှိတယ်။တကယ်ချစ်ရတော့မယ်နော်။တကယ်လို့ကတန်းတန်းတန်းရှိပြီကျွန်တော်တို့က။ဒါကြောင့်အားရတယ်နိုင်ငံတော်ကကျွန်တော်ကူညီတော့တဲ့အချိန်မှာကျွန်တော်ထည့်ပြောပြောခိုင်းပါတယ်။ကျွန်တော်ကူညီပေးဖို့လက်ချက်ပေးပါတခုကတော့ပြီးလိုက်မယ်။တခုကတော့ဒီဖုန်းသားကြီးဖြစ်ပါတယ်။အဲတခြားလည်းဒီဖုန်းသားကြီးကတည်းကပြီးတော့ရှုပ်ကြည့်ပါတယ်နိုင်ငံကြီး။ဒီလေကုန်ပြီလေမှာကြတယ်တော့ပါတန်းကျောင်းဆောင်ရေလောက်ကြတယ်ကျွန်တော်တရင်နေကျွန်တော်ရခဲ့ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ပါကြာနော်ဘယ်လိုပဲဖြစ်ဖြစ်ဒီဒီကုကတော့ ဒါစက်မှုတွေမှာမားလေးမှာရှိတယ်စက်မှုတွေမှာတော်တော်လေးအရေးပါတဲ့လုပ်ငန်းတွေဖြစ်တယ်ဆိုတာတွေ့ပါတယ်အဲ့တော့ဒီမှာဒီစက်လို့လုပ်နေတဲ့ပတ်ဖို့နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီလိုက်တွေကျွန်တော်ရှာလိုက်ခင်ဗျာအဲ့ဒါစီဒီဒီမှာတော့ကျွန်တော်ဆွေးနွေးခဲ့တယ်ဗျာတကယ်တော့ဘယ်လုပ်ငန်းဖြစ်ဖြစ်ဟဲ့လားဒီချက်ကျွန်တော်ပြောပါတိကျတော့ကုန်ချမ်းဖြစ်ပါကုန်ချမ်းဒုတိယတော့ပါလေဆိုလို့ရှိရင်တွဲအစုတွေဖြစ်ပါအဲ့ဒါတွေကတော့တောင်စားလို့မဖြစ်စီတူနော်ဒါတွေဒါတွေဖြစ်ပါတော့ကဲရင်းနှီးမြှုပ်နှံမှုငွေကြီးပါလားဟုတ်ကဲ့ကြီး ဒါကျွန်တော်တို့ဒူရပါတယ်။နောက်တစ်ခုကတော့ HR ဒူရချင်းမိတယ်ဒူရပါတယ်။ဒါပုံချမ်းမရှိရင်မဆက်လို့မဘာမှလုပ်လို့မရဘူး။ဒါကြောင့်ကုန်ချောင်းကိုကျွန်တော်တို့ကအဓိကပြည်သူ့မှရှိနေတဲ့ကုန်ချောင်းတွေရင်းရင်းတောင်းဖို့ဒူရပါတယ်။အားလုံးကဒီကုန်ချောင်းမရှိဘဲနဲ့လုပ်လို့လို့မဖြစ်ပါဘူး။ဒါကြောင့်ကျွန်တော်တို့ဒီပါတဲ့ခါမှာလုပ်တဲ့ခါမှာပြည်သူ့မှရှိတဲ့ကုန်ချောင်းအဲ့ဒီခါမှာဒေတာတွေထွက်တဲ့ကုန်ချောင်းကိုခြေခံတဲ့ MSA တွေလုပ်ကြဖို့ကျွန်တော် MSA တွေစီးပွေးတွေမှာကျွန်တော်တိုက်တွန်းပါတယ်။ကျွန်တော် MSA တွေလုပ်ငန်းနဲ့ပတ်သက်ပြီးနိုင်ငံအနှောင့်အယှက်အခြေမောင်းတက်ဆန်ကြတော့ကျွန်တော်ပြောပြီးတော့ဒါတွေပဲအဓိကတာကျွန်တော်ပြောပါတယ်။ တကယ်လို့ဒါကျွန်တော်တို့ကဒီလုပ်ငန်းတွေမနေအောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်တိုက်ကြည့်ပါဟောပြော control လုပ်မှုတွေရှိတဲ့အတွက်ကြောင့်ဒီစိတ်ကိုဒီ community ပေါင်းစပ်မှုတွေဖြစ်လာတယ်လို့ကျွန်တော်ပြောတာစိတ်ကိုလည်းညှိပတ်မှုရှိဖို့လိုပါစိတ်ကိုလည်းညှိပတ်မှုရှိလို့ရှိရင်အလို့အကိုင်ခွန်တာတွေရှိတဲ့သဘောပါလူကနေကနေခွာအလို့အကိုင်ခွန်တာရှိတဲ့ဆိုရင်လုပ်တဲ့လူတွေဝင်ဝေးရတယ်ဟာဘောရလို့ရှိရင်ဘောလောကတွေကျွန်တော်ရှိတာဘောလောကရှိလို့ရှိရင်ရောင်းအားတွေရှိတာဒါသူရဲ့စီးပွားရေးဆိုင်ကတော့ခုဖြစ်ပါအဲ့တော့ကျွန်တော်တို့ကလုပ်ငန်းတွေရက်တွေကိုမရအောင်ကျွန်တော်တို့ဘုလိုပါဒီမှာလည်းကျွန်တော်ပြောချင်တာတော့ တော့ဒီ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 မချင်းအဖြစ်ပေါ့ဒီငွေရေးတဲ့ပတ်မှုတွေကျွန်တော်ရှိပါတယ်ဘာတစ်ခုမှလည်းဘာမှရှိတဲ့ငွေကြီးဒီမှာဘာလုပ်ငန်းရှင်တွေပါပါဘာမှရှိတဲ့ငွေကြီးတွေကဘာနဲ့မှအိတ်တွေလိုမြောက်ပါချက်ပါ30တွေကိုတို့ရပါကျောင်းသုံးဆယ်ရံမှာထိုက်တဲ့အတိုးပေါ့ဗျထိုက်တဲ့အတိုးလာအဲ့မှာလာအပ်တဲ့လူတွေဝယ်ထိုက်တဲ့အတိုးပေးလို့ဒါချိတဲ့လူတွေထိုက်တဲ့အတိုးနဲ့ရိုးဖို့လိုပါတချို့တွေမှာလည်းဒါတွေလည်းဘူဘာနဲ့ကျွန်တော်ပြန်နေနေတိုင်းဆုံးမညာတာလည်းရှိပါအတိတော့ကျွန်တော်ဘုံတော့မကြောက်ပါအတိတော့ဝင်မကြောက်ဒီအဓိကတော့ဝင်မင်းကလည်နေဖို့လိုပါဝင်မင်းကလည်ပြီးတော့ နော်ထုတ်ပြန်ဖို့လိုအပ်ပါတယ်အဲ့တော့ကိုယ်တိုင်ကိုယ်နဲ့လုံးမှာကျွန်တော်တို့ကကျောင်းဘီစီကထွက်လာမှာကျောင်းဘီစီမှာနှစ်မျိုးရှိပါတယ်ခုကတော့ပြည်ရင်းမှာကျောင်းတဲ့ဒီစီနဲ့နောက်တစ်ခုကပြည်ပကျောင်းတဲ့ဒီစီဖြစ်ပါတယ်ပြည်ပကျောင်းတဲ့ဒီစီကတော့နိုင်ငံသားဝင်ဝင်ကျွန်တော်ရတယ်တကယ်ရောက်ချမှုဒီစီကတော့လူတွေ၃နဲ့ဆွဲနေတာပေါ့ဒီလိုဖြစ်ပါတယ်အဲ့တော့ဘာဖြစ်မလဲတော့မှာတော့လုံးဝရေပတ်မှုလိုအပ်ပါတယ်ဆိုတော့ဒါပေမဲ့ဒီကအကြီးမားဆုံးခါစီစီဝိုင်းလုံးကဒီနေမည်ပြည့်တဲ့မာရီကိုဆိုလို့ရှိရင်ကျွန်တော်တို့ကပိုပြီးအာရုံစိုက်ပြီးတော့ဒုက္ခထူတယ်လို့ကျွန်တော်တို့ပြောလိုပါတယ်အဲ့တော့ ကိုလိုလိုမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့ MSCC ဘာမှလုပ်ခဲ့တဲ့လက်စား2015အဲ့ဒါစီပွားရေးလက်ပတ်တွေပြီးကျွန်တော်ဆွေးနွေးလိုက်ခဲ့မှာကျွန်တော်ထည့်ပြီးပြောခဲ့ပါတယ်အဲ့တော့ကျွန်တော် GDP ကျွန်တော်တို့အနေနဲ့လည်းကိစ္စနဲ့ပတ်သက်ပြီးအခုဒီလည်းဒီဟာတော့တော်တော်ရုံးကန်နေတာရှိပါကွာကွာတော့လေကွန်ထရိုးမှုမှာတမျိုးပြင်းနေတဲ့ဒီပါရောင်းတဲ့ပစ္စည်းတွေဒီပါရောင်းတဲ့ပစ္စည်းတွေများလာလို့ရှိရင်ကျွန်တော်တို့ကနိုင်ငံတကာဝင်ပူများလာတဲ့တော့ပါဘုံငွေတွေပြောလို့ရှိရင်အခုပြီးခဲ့တဲ့2014 25ဘာလနဲ့မှာ ကျွန်တော်ကုန်သွယ်မှုမှာနှစ်သက်မှာ3ဘီလျံတော့အမေရိကန်ဒေါ်လာနှစ်သက်မှာ3ဘီလျံတော့ပုံငွေပြတ်ပါတယ်လို့နေပုံငွေပြတ်ဒါတော့လည်းဒါ trade trade ကပုံငွေပြတ်တော့ဘယ်မှန်းစိတ်ပါကြတော့လူငွေညာရိုက်တာလူငွေညာရိုက်တာအလုပ်တွေတားများပါနုတ်တင်ရတဲ့ခါကျတော့ဘာကြောင်းရည်မှာကျွန်တော်အနှုတ်ကညားနေတယ်ကျွန်တော်တိုက်ရှိတယ်ဘာဖြစ်လို့ဘာလို့ဖြစ်အောင်ကျွန်တော်တို့တောင်ဝီရတင်းနေရှိပါလေဒီမှာဘာဘာတင်းနေကျွန်တော်တို့ပုံွေပြပါတယ်ဒုတိယနဲ့တတိယနဲ့မှာလူငွေပြပါတယ်ဟိုတတိယနဲ့မှာခုနကပြောနေတယ်ဆိုးရနဲ့မှာကျွန်တော်တို့ပုံွေကျွန်တော်ပြပါတယ်ဒီချင်းတွေလို့ပြန်ပေါင်းရင်ကျွန်တော်ပုံွေပြပါတယ် တို့တော်ရဲ့က trade မှာလာပုံပြပြမယ်။ non trade မှာရုံငွေတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့နာနာကြောင့်လည်းဒီမှာနှုတ်နေဈေးမြင့်နေတာဖြစ်ပါ။အဲနာနာကြောင့်ပဲရှားပါမှုတွေပေါ့။ကျွန်တော်ပြီးကြတဲ့လကျွန်တော်ဒီမှာဆက်ကောင်းမှုတွေကျွန်တော်စဉ်းကြည့်ကြည့်ပါ။ဒီလိုကမှကျွန်တော်တို့ကဒီဈေးတွေထွက်တာ၊နေဆက်တွေထွက်တာနဲ့ပတ်သက်ပြီးယူကြည့်တဲ့အခါကျတော့နာနာကြောင့်တော့ထားပါ။ဒီရင်းဒီမှာထွက်ကောင်းမှုတွေတော်တော်ဓာတ်ပါပြီ။ဒီတော့ကဒီပါတော့ကမွေးတော့တာပေါ့ဒီမင်းရဲ့ပေါ့တော့ဒီငါ့ရဲ့ပုံမှာအဲ့မှာဒါဒါအခြေခံလေးတစ်ခုလေးကျွန်တော်ပြပြဆိုတော့ကျွန်တော်တို့ကျွန်တော်တို့ကအတုံးကျွန်တော်ရှိရဆိုလို့ရှိရင် တို့ဝင်ရအောင်ကျွန်တော်ပြန်ချမှုအဲ့တော့ဒီဘက်ပါဝင်ရအောင်ပြန်မချနိုင်တော့တိုင်းပြည်တော်တဖြည်းဖြည်းနဲ့ပါသွားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒါကိုကိုယ်တော်လုံးမဖြစ်မနေလိုအပ်ပါတယ်အဆက်ဝင်တဲ့လူတွေမရက်ဖို့လိုအပ်ပါတယ်ဒါနောက်ဒီမဆက်လို့နေပတ်တယ်လို့ရတဲ့သူများရတယ်ဒါဒီကျန်တဲ့ဈေးပတ်နေဖို့မျိုးပေါ့အကျိုးစားစီလိုပါကျွန်တော်အဲ့လိုလေပြီးခဲ့တဲ့ဆေးရုံပါလေကျွန်တော်ပြောတယ်လို့ထင်ပါတယ်နော်ကျွန်တော်ရဲ့ဘူဝါရမှာစီးပွားရေးပတ်သက်တဲ့ဘူဝါရကတော့တိကျတော့ပစ္စည်းကြီးတူလို့ရှိရင်ဈေးသက်သာပါဈေးကြီးတူလို့ရှိရင်ပစ္စည်းပုံအရေးကြီးပုံကောင်းတာ ဒါမှလားဒါဒါဒီခြေပတ်မှာလည်းကြောက်ရမယ်ကျွန်တော်ဒါကူမနာနဲ့ကြောက်ရအောင်ကျွန်တော်ရဲ့ဟိုကျွန်တော်တက်မလာတက်ဆိုင်နေစီးပတ်ပြီးမှတော့ဒီမိုရာလည်းတို့ခိုင်းပါကျွန်တော်ကျွန်တော်လည်းရင်းကြီးပုံပုံလေးပဲကျွန်တော်လက်ချပေးပါခိုင်းရင်းနဲ့တော့ပါဒီကြီးကျွန်တော်ကဘူးမြန်ကဘုံမြန်ကတက်လာလို့တို့ပါလေတာကူအပြည့်ဘုံတက်လာလို့တက်စီကွန်မတီရဲ့ဘုံတက်လာလို့ဒီကူမတက်ပဲနဲ့စီးမဲဘုံကမတက်လာဘူးဒါကျွန်တော်တို့ပြောပါတို့ရဲ့ချက်ပါလို့ဆိုရင်ပြင်းပြင်းထုတ်ကိုအားပေးဖို့ပါပြင်းပြင်းထုတ်ကိုခုတ်ဖို့ပြင်စီအားပေးဖို့လည်းတို့ပါဆိုတော့ကျွန်တော်တို့ဒီ နန်းထိတ်ကနေနန်းထိတ်ကနေအဲ့တော့တုံးရပတ်ဆံခဲ့မှာမတိပတ်ပါလိပဲတရားမှဒီတွဲတဲ့ပစ္စည်းတွေတော်တော်များတာနေ့စဉ်တိုင်းကကျွန်တော်ဟာဒီနေ့ထဲမှာကျွန်တော်ထည့်ပါဟာတရားမှပေါ်နေမှုလောက်ကြောင့်လည်းဖားစီရမှုတွေဘာလို့ရှိနေလဲဆိုတော့ငါကတက်ပြီဒါကျွန်တော်ပြီးတာပဲရှိတယ်မတိတာလည်းများရှိပါကြည့်ရလို့ချင်းဟာလက်ဆက်တွေကနေစပြီးကြည့်ရလို့အဖြစ်အပျက်နဲ့များလာတာကျွန်တော်တွေ့ပါဒါမှပြုတ်လဲပြောလို့ရှိရင်တစ်ခါတော့လက်ဆက်ကုံတွေကြီးခက်ခက်ရှိလို့ဒီလိုပြင်လို့ဒါတွေ့တော့ကျွန်တော်တို့ဟာ normal trick ကနေပေးထားတဲ့ဓာတ်ဆောင်တွေအများကြီးရှိပါတို့တော့အဲ့ဒီမသွားကြဘူးမသွားပဲနဲ့ ်ဆူရတဲ့နေဖြစ်တဲ့နော်ဝေမြန်မြန်ရအောင်ပေါ်အောင်ဒါလိုချင်တဲ့စိတ်နဲ့ဒီ Netflix ကနေပြီးတော့ဒီကိုယ်ကိုနေစားကိုယ်ကလေးတွေမှာတရားမဲ့ပုံစံမှုနဲ့နားလုံးကြတာဒါဖြစ်ပါသူတို့တော့ကျွန်တော်တို့ကအဲ့ဒီမှာပြီးပါပြီးတော့မှန်လို့တင်သွင်းတဲ့ DC တွေတော်တော်များတာကျွန်တော်တွေ့ဒါကိုကျွန်တော်တို့ကဒါပြင်းပြင်းဒါထုတ်ဖို့ DC နဲ့အစားထုတ်ဖို့လုပ်ဖို့လိုပါတယ်ဒါကြောင့်ကျွန်တော် MS Invasion အားပေးခြင်းဖြစ်ပါ MSNB ကအခုဆိုရင်လူမှတ်နဲ့၃နှစ်လောက်ကကျွန်တော်၂၁ကစပြီး MSNB စအားပြီးကြတာ၃နှစ်ပြီးပဲပြီးခဲ့တဲ့ဒီရောင်းခွဲမှာဆိုလို့ရှိရင်တမှုဟို quality တော်တော်ကောင်းတဲ့ PC တွေထုတ်ပြီးတော့ကျွန်တော်တွေ့ပါတယ်။ဒီလိုတွေပဲဒီဟာတွေမှာလည်းခြားသောဘုံအခြေခံတဲ့ PC တွေများတာပဲကျွန်တော်တွေ့ပါတယ်။ကျွန်တဲ့နိုင်ငံစီးပွားရေးထောက်ပံ့ပေးတဲ့ PC တွေလည်းဆက်လက်ထုတ်ဖို့လိုအပ်မယ်လို့ကျွန်တော်ပြောလိုပါတယ်။အရှင်ဒီကောင်ကဘွေချင်းနဲ့ပတ်သက်လို့ဒီနေ့ကနေပတ်သက်ပြီးကျွန်တော်တို့ဒီဟာနဲ့ပတ်သက်ပြီးငရေနာပြန်နေသူတွေပတ်သက်ပြီးကျွန်တော်ညှိနှိုင်းဆွေးနွေးခဲ့မှာကျွန်တော်တို့ကတော့ဘုရားပါရ အရင်ကြီးလူတွေလို့ကျွန်တော်သဘောကျွန်တော်လည်းသဘောပေါက်ပါအဲ့ဒါကြောင့်ကျွန်တော်တောင်ရှိတဲ့ဒါဒီဘာသာရေးပါတောင်ရှိတဲ့ပုံစံတွေကျွန်တော်ကော်ပီဆွေးနေပါအဲ့ဒါသူတို့လည်းကျွန်တော်တို့ဒါဒီဝေချီးပြီးပို့တဲ့နော်ဟိုပုံကိတာနဲ့အစိုးရနဲ့ပေါင်းပြီးလုပ်ပို့တာလေးကျွန်တော်တင်တာပါအဲ့ဒါသဘောတူပါလေဒီအောင်မပေးနေတာတောင်ရှိပါအဲ့တော့အတူတူတဲ့ခါကြတော့လေကျွန်တော်နှစ်မျိုးခွဲခြားပြီးသူတို့ပြောကြပါတခုကတော့ developing နဲ့ပတ်သက်တာဒါထူးရှိပါလေနောက်တစ်ခုကတော့ commercial နဲ့ပတ်သက်တာရှိပါလေ developing ကတော့ကြာလို့ညာတော့အထူးသားပြီးတော့များလို့မရဘူးတရားငွေ200ခန်းတော့တော့တယ် developing လုပ်ဖို့လိုတယ် အခုဘာလို့ဘာလို့ဝန်ဆောင်မှုတွေကဝန်ဆောင်မှုရသွားတော့ဘာချက်ချက်စီယူဖို့လိုရှိဒါကြောင့်ဒါဟုတ်တော့အတွန်းနဲ့တက်တတာလောက်ပါဆိုပြီးကျွန်တော်တို့နံပါတ်၄ချက်ကျွန်တော်တို့ပြောပါနံပါတ်၄ချက်ကဒေတာဘင်းဟောတာဒီဒီကျွန်တော်တို့ကော်မရှင်နဲ့ပတ်သက်တာပါကော်မရှင်နဲ့ပတ်သက်တယ်ကော်မရှင်ရောဟဲ့လားနှစ်ပိုင်းစဉ်းစားဖို့တစ်ပိုင်းရောဒီဘုရားပြောတယ်ငရေတန်တင်တဲ့ဒေတာတွေမှာရှိတဲ့ကော်မရှင်လုပ်ငန်းတွေကိုပြီးမဲ့အတုံးလုံးတစ်ခုစဉ်းစားပါဖြစ်ပါဒါနဲ့ဒီမှာလည်းဆွေးနွေးစီချင်ပါဒုတိယဘာလို့ဆိုတော့ဒီငရေတန်မတင်တဲ့ဒေတာမှာရှိတဲ့အခြားဒေတာမှာရှိတဲ့ဒေတာရဲ့ development နဲ့ commercial နဲ့ပတ်သက်တဲ့အတိုးအကျဖြစ်ပါ တို့ကတော့ကျွန်တော်တို့ကတော့ကျွန်တော်တို့ကျွန်တော်တို့သဘောဆိုတော့အတူတူနဲ့ပေးစီချင်တာပေါ့နော်ဒါပေမဲ့လည်းလာဒီတို့တက်တဲ့ချိန်ကမှတော့ပေတီတို့တော့ခေါက်ကြတဲ့ခါကျတော့ကျွန်တော်တို့လည်းဒီအောင်လေတော်တော်ပြည့်ရပါတယ်။ဒါကြောင့်ကျွန်တော်ဖြစ်နေလို့ရှိရင်တော့ဒါလေးတွေအတုံးမသက်တာရဲ့ဟာလေးဖြစ်အောင်ဗာလေးပဲတော့မရှိတဲ့ပုံပုံပါတဲ့ဆွေးနွေးမှုပုံပုံပါတဲ့ဒါလေးတွေဟာကျွန်တော်လည်းအတွေ့အကြုံများရှိပါတယ်။ကျွန်တော်ဆိုတော့ဆက်စားတွေ့ကြတော့ကျွန်တော်ကျွန်တော်ရဲ့ဖတ်တဲ့လေးတွေအတွေ့အကြုံကတော့ပြောင်းရင်းဖြစ်ပါတယ်။